ပြောင်စုလွတ်တော်ကိုစားပြုတ်ကော်မတီ CRPH ကပြထန်းလိုက်တဲ့အကြမ်းမဖက်အာဏာဖိဆိုင်လှုံ့ဆော်မှုဆာယာနိုင်ငံဝန်တန်းဥပဒေဟာလူ့ခွင့်ရင်းနဲ့ဒီမိုကရေစီစနစ်ရဲ့အခြေခံစံချိန်စံနှုန်းတွေနဲ့တွေ့ဖက်နေတယ်လို့ဝေဖန်နေကြပါတယ်။ဒီဥပဒေရဲ့အခန်းလေးအရေးယူခြင်းအပိုင်းမှာပါရှိတဲ့နန်းစီရီယာမွေနန်းနေအပေါ်အပြစ်ပေးအရေးယူဖို့ပြထန်းထားတဲ့ဥပဒေပါသတ်မှတ်ချက်တွေဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နဲ့အတူ လူသားရဲ့အခြေခံလူ့အခွင့်အရေးကိုချိုးဖောက်ရာရောက်နေတယ်လို့လူ့အခွင့်အရေးအဖွဲ့ Fortify Rights ကပြောပါရယ်။ ဆရာနာသိမ်းမှုကြောင့်ပေါပေါလာခဲ့တဲ့အရေးပေါ်အခြေအနေတွေမှာပေါ့နော်ဒီ CDM လှူရှားမှုတွေကိုပါဝင်တဲ့သူတွေကိုဂုဏ်ပြုတာတွေအကာအကွယ်ပေးတာတွေအနေနဲ့ဒီဥပဒေချမှတ်တဲ့ဟာကကောင်းမွန်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့ဒီဥပဒေထဲမှာပေါ့နော် CDM မပြုတ်လောက်တဲ့လူတွေစစ်ကောင်စီလက်အောက်မှာဝန်တန်းဆက်လုပ်နေတဲ့လူတွေအာနာသိမ်းပြီးမှဝန်ထမ်းဝင်လုပ်တဲ့လူတွေပေါ့နော်သူတွေကိုအတိမတ် မပြုတ်တော့ဘူးတော့ပြီးရင်သူတို့ဘာလို့ အဲဘာလို့လုတ်ခဲ့ဆိုရဲဟာကိုပြီးရင်ပြည်သူတွေကိုပြန်တောင်းပန်ရမယ်ဆိုရဲဟာတွေကတော့ဒီလူခွင့်ရေးအနေရောဒီဒီမိုကရေစီစံနှုန်းနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့မကိုက်ညီဘူးလို့အဲ fortifies အနေနဲ့ပြောပြချင်ပါတယ်အထူးသဖြင့်အာစစ်ကောင်စီရဲ့ပေါ့နော်ရက်ဆက်ရက်ဆက်ကြမ်းကြုတ်မှုတွေထဲမှာထိထိရောက်ရောက်အဲတက်ကြွစွာပါဝင်နေတဲ့ပါဝင်ကျူးလွန်နေတဲ့သူတွေနဲ့ အဲတစ်ဖက်မှာလည်းအခြေအနေအမျိုးမျိုးကြောင့်မဖြစ်မနေသူတို့စစ်ကောင်စီလက်အောက်မှာဆက်ပြီးရောဆက်လက်လှုပ်ဆောင်နေရတဲ့သူတွေကြားရဲပေါ့နော်သူတို့နှစ်ခုကိုခွဲခြားပြီးတတ်မှတ်ပြီးရောမှပြစ်ဒဏ်မျိုးကိုချမှတ်တက်ပါတယ်လို့ပြောချင်ပါတယ်။ဟာထပ်ပြီးပြောချင်တာကတော့ပေါ့နော်ဟိုတရားမျှတမှုအကြောင်းပြောမယ်ဆိုရင်ပေါ့နော်ကျူးလွန်သူတူးချင်းစီပေါ်မှာပဲအခြေခံသိပြီးဒီလိုမျိုးသူတို့အုပ်စုလိုက်ပြစ်ဒဏ်ချမှတ်တဲ့ဟာကိုရှောင်ရှားခိုင်းစီချင်တာပါ။ ။ CRPH ကဂျွန်လ23ရက်နေ့မှာအကြမ်းမဖက်အာဏာဖိစိုင်ရေးလှုံ့ဆော်မှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုထုတ်ပြန်လိုက်တာပါ။ဒီဥပဒေရဲ့အခန်း3မှာတော့ CDM နိုင်ငံဝန်ထမ်းနေအပေါ်မှာအတိအမှတ်ပြုခြင်း၊ဂုဏ်ပြုချီးမြှင့်ခြင်းပြန်လည်ကူစားပေးခြင်းနဲ့အမှန်တရားနဲ့တရားမျှတမှုရှာဖွေ ဖော်ထုတ်ခြင်းတို့ဖော်ပြပါရှိပါရယ်။စီရီယံပြုတ်လောက်ခဲ့တဲ့နိုင်ငံဝန်ထမ်းတွေအတွက်ကွန်ပျူချင်းမြင့်ခြင်းနဲ့ထောက်ပံ့ခြင်းဆိုင်ရာအသုံးစရိတ်ကိုတိကျသတ်မှတ်ထားရှိသွားမှာဖြစ်ပြီ စီရီယံပြုလုပ်ခဲ့တဲ့မူလအလုပ်ကိုင်းမှာပဲတဆင့်မြင့်ယာတုနဲ့ပြန်လည်တာဝန်ထမ်းဆောင်စေမယ်လို့ဥပဒေမှာဖော်ပြပါဗျ။ဒါအပြင်ဒီဝန်ထမ်းတွေကိုယာရုတိုဦးစားပေးခြင်းမှာထည့်သွင်းကယာရုတိုမြင့်ကျန်ဆိုင်ရာသတ်မှတ်ချက်တွေကိုလည်းဖြည့်လျှော့ပေးသွားမယ်လို့ဆိုပါတယ်။အရင်နောက်ဥပဒေရဲ့အခန်းလေးအရေးယူခြင်းမှာတော့2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကနေ2021ခုနှစ်ဧပြီလ30ရက်နေ့ကြားစီရီယံပြုလုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုသာစီရီယံအဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး ဒီကာလနောက်ပိုင်းစီရီယံပြုလုပ်သူတွေကတော့အကြောင်းပြချက်ပေးမှစီစစ်ပြီးစီရီယံအဖြစ်သတ်မှတ်မယ်လို့ဆိုပါတယ်၂၀21ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့နောက်ပိုင်းမှာစစ်ကောင်စီကခန့်အပ်လိုက်တဲ့ပြည်သူဝန်ထမ်းတွေနဲ့နိုင်ငံဝန်ထမ်းတွေကိုတရားမဝင်ကြောင်းကြေညာကအမြင့်ပြတ်စီရင်သွင်းသွားမယ်လို့လည်းဖော်ပြထားပါတယ်အခန်းလေးရဲ့ပိုက်ခွဲဆက်ခွန်မှာတော့စီရီယံမပြုလုပ်ခဲ့တဲ့ဝန်ထမ်းကိုသူတို့ကျူးလွန်ခဲ့တဲ့ပြုလုပ်မှုပြက်ကွက်မှုတွေအပေါ်မှာအခြေခံပြီးအရေးယူမဲ့အချက်လက်တွေကိုလည်းဖော်ပြထားပါတယ် မေးရတာတော့တို့ကတော့ပဲကြပြီးစစ်ပြီးရေးယူမယ်တို့တော့ပြောပေးမယ်ဒီနေရာမှာရှင်းလင်းမှုတော့ကျွန်တော်တို့မရှိဘူးဒီနေရာမှာပြန်လည်ဝင်ရရှိနေတဲ့ဓာတ်ရုပ်ဆရာယာတော့ကိုအမိပြက်စင်းသိမယ်ဆိုတဲ့အားမျိုးတွေကျွန်တော်တို့ပါတယ်ဒီရေးယူမှုပိုင်းမှာပြန်ကြည့်လိုက်ရင်ကျွန်တော်တို့လူဖွဲ့စည်းနာဂတ်လူဖွဲ့စည်းတွေတော့ကျွန်တော်အချိုးပြုတ်နိုင်တဲ့ချက်လက်တွေမပါဘူးပေါ့နော်မပါဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ ဟိုဒါဟိုကျွန်တော်တို့နေနဲ့လက်မခံတာပေါ့နော် နောက်တစ်ခုကကျွန်တော်တို့ကနန်းစီရီယံကိုရေးယူခြင်းနဲ့စာလို့ရှိရင်ဘာတစ်ခုကျွန်တော်တို့တွက်ဖို့လိုလဲဆိုတော့စီရီယံကိုချင်းချောင်းလိုက်ခြင်းရတယ်ဒါနန်းစီရီယံကိုတစ်ဖက်အဖြစ်တော်ဝိုက်တဲ့နည်းနဲ့ရေးယူခြင်းဆိုတဲ့သဘောဆောင်ဒီနုတ်တော့ပဲဒီနုတ်တော့ပဲ CBS ကပြထားလိုက်တဲ့ဥပဒေကကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြီးညာစာတမ်း UDH နဲ့ပြည်သူ့နိုင်ငံရေးအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် ICCPR တို့ကိုချိုးဖောက်နေတယ်လို့လည်း Fortify Rights ကထောက်ပြပါဗျ။ UDH ရဲ့ Article 11နဲ့ ICCPR ရဲ့ Article 14တို့မှာတရားမျှတစွာစီရင်ခွင့်နဲ့တရားမျှတမှုကိုတူးချင်းရဲ့လောက်ရနဲ့ရည်ရွယ်ချက်အပေါ်သာအခြေခံမှုပြဋ္ဌာန်းထားပြီးအုပ်စုလိုက်ပြည်တံချမှတ်ခြင်းကိုရှောင်ရှားဖို့သတ်မှတ်ထားတာပါ။ ICCPR ရဲ့ Article 18နဲ့19မှာတော့ လူတဦးချင်းကယုံကြည်ချက်အတွေးမြင်နဲ့ရည်တည်ခွင့်လွတ်လပ်စွာရွေးချယ်ခံခွင့်ရှိရမယ်လို့လည်းဖော်ပြထားပါတယ်။ CRPH ကတာထန်လိုက်တဲ့ဥပဒေထဲမှာ CDR မလုပ်တဲ့နိုင်ငံဝန်ထမ်းတွေဟာတော်လှန်ရေးအောင်မြင်စေဖို့ဆောင်ရွက်မှုတရရမှာထိရောက်စွာပါဝင်ခဲ့ကြောင်းခိုင်လုံတဲ့အထောက်အထားရှိရင်ဥပဒေပါအရေးယူခြင်းတရရကနေကင်းလွတ်ခွင့်နာမမောက်တတ်တာခွင့်ပေးမယ်လို့ဖော်ပြပါတယ်။ဒါအပြင်အရေးယူခံရမယ့်သူကအရေးယူခြင်းခံရတဲ့ရက်ကစပြီးတော့ရက်ပေါင်း60အတွင်းမှာ ပြန်လည်သုံးသပ်ပေးဖို့အတနာခံစားကိုအစိုးရထံတင်သွင်းနိုင်တယ်လို့လည်းဆိုပါရယ်။ CRPH ကပြဋ္ဌာန်းလိုက်တဲ့ဒီဥပဒေနဲ့ပတ်သက်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတမကများအဖွဲ့ချုပ်ဘာကာတာလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN ဒီမိုကရေစီရေလှုံ့ဆော်မှုတပိတ်ကော်မတီ DDMSC နဲ့တက္ကသိုလ်ဆရာများတမကကိုစားပြုကော်မတီမန္တလေးနိုင်ငံရေးစင်ကြံဖြစ်မြောက်ရေးအဖွဲ့တို့ကကန့်ကွက်ကြောင်းထုတ်ပြန်စာရီအသေးသေးထုတ်ပြန်ထားကြပါသေးတယ်။ ။ဒီကအခုမှဒီ CRPH ကကောက်ခါနေတာကြီးလိုက်တဲ့ဥပဒေတော့မဟုတ်ဘူးပေါ့နော်။အကကျွန်တော်တို့ကျွန်တော်ဟိုနှစ်နှစ်ချီပြီးတော့စီစဉ်လာတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပေါ့နော်လုပ်ငန်းစဉ်ကြီးတစ်ခုပါအဲဟိုကျွန်တော်တို့အ new cc ကဖွဲ့စည်းထားတဲ့ GCC CDN ဆိုတာရှိပါတယ်ဒီ CDN policy ရေးဆွဲဖို့ဆိုပြီးတော့ဒီ new cc ကညွှန်ကြားခဲ့တာရှိပါတယ် အဲဒီအတိုင်း TCC CDN ကနေပြီးတော့ CDN policy ကိုကျွန်တော်တို့ CDN နေပါအပါဝင်ပေါ့နော်ရေးဆွဲပါတယ် CDN မလုပ်လို့ NAN CDN မလုပ်တဲ့ NAN CDN နိုင်ကိုဥပဒေအရဒီတရားစွဲဆိုအပြစ်ပေးဖို့ဆိုရဲဟာဒီ policy အဲဒီဥပဒေမှာမပါပါဘူးသူတို့ရဲ့ပတ်ဆိုင်တဲ့သူတို့ရဲ့ပြစ်မှုပေါ့နော်ကျူးလွန်တဲ့ပြစ်မှုပေါ်မူတည်ပြီးတော့အရင်ယူဖို့ဆိုတာလာပါလာပါ ဥပဒေရဲ့အခန်းခွနဲ့အထွေထွေမှာအရေးယူခြင်းမခံရတဲ့စီရီယံမလုတ်တဲ့နိုင်ငံဝန်ထမ်းတွေဟာအနာသိန်းကာလအတွင်းမှာသူတို့ရဲ့ရည်တည်ခံမှုအပေါ်အများပြည်သူကိုဝင်ချတောင်းပန်ခြင်းကိုအစိုးရရဲ့ညွှန်ကြားချက်နဲ့ညီဆောင်ရွက်ရမယ်လို့လည်းဖော်ပြထားပါတယ်။စီရီယံမလုတ်တဲ့အရက်ဖက်ဝန်ထမ်းတွေကိုလိုအပ်သလိုအပြစ်ပေးအရေးယူနိုင်တဲ့သဘောတည်းရောက်နေတဲ့ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့တွေ့ဖက်နေပြီး စီရီယမ်လောက်တဲ့ဝန်ထမ်းတွေကိုမတရားဖန်ဆီးအပြစ်ပေးမှုတွေကျူးလွန်လာမှာကိုအထူးစိုးရိမ်ကြောင်းဒီမိုကရေစီရေလှုံ့ဆော်မှုတပိတ်ကော်မတီ DDMSC ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာနိုင်ငံဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူတသန်းခန့်ရှိတယ်လို့စကောင်စီလောက်ကတမဝါယာမနဲ့ကြေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက2023နှစ် January 16ရက်နေ့မှာမြန်မာ National Portal ကနေတဆင်ထုတ်ပြန်ထားပါတယ်။အကြမ်းမဖက်အာဏာဖီဆိုင်လှုပ်ရှားမှုစီရီယမ်နိုင်ငံဝန်ထမ်းအရေးအတွက်ကတော့ ၄တိုင်းကျော်ရှိတယ်လို့ NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကအခုနှစ်ဆမိုင်မှာပြောဆိုထားပါရဲ့ရှင်။